ားလုံးပဲမင်္ဂလာပါဒေါက်တာဆိုမဒီနေ့လေးကတော့ October 29ဒါဆယ်လပိုင်း29ရက်နေ့ကပ Psoriasis Day နေ့ဖြစ်ပါတယ်။ဒါ Psoriasis ခံစားနေရတဲ့လူတွေအားလုံးအတွက်ကျမတို့ကသူတို့ရဲ့ဒီ special deal လေးမှာ uh showing love sharing care ဖြစ်တဲ့ချစ်ချင်းမြတ်တာတရားတွေကိုပြသလိုက်ရအောင်။ဒီ Psoriasis လို့ခေါ်တဲ့ autoimmune skin disease လေးကကဘာပေါ်မှာဆိုရင်လူဦးရေ160မီလီယံကခန်းစားနေရတာပဲဖြစ်ပါတယ်။ကဘာလူဦးရေနဲ့ရှင်းလိုက်မယ်ဆိုရင်2%နီးပါးက psoriasis ကိုအခုလက်ရှိမှာခန်းစားနေရတာပဲဖြစ်ပါတယ်။ဒီတော့ psoriasis ဆိုတာတော့မြန်မာလိုဝေါ်ဟာရအရာဆိုရင်ဂျိုပွေးနာသို့မဟုတ်ထက်တရနာလို့ခေါ်ပါတယ်။အဲဒီကောင်လေးတွေက not infectious လုံးဝကူးစက်စေရရောမဟုတ်ပါဘူးလူတအုပ်နဲ့တအုပ်ကိုလုံးဝမကူးစက်စေနိုင်ပါဘူးသူကလည်း autoimmune skin inflammatory dermatosis တခုပဲဖြစ်ပါတယ်ဒါကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ရဲ့ immune system ကပဲရောင်ရမ်းစေတဲ့ cells တွေကိုထောက်လွှတ်ပေးပြီးတော့ခန္ဓာကိုယ်ရဲ့အရည်ပြားပြောင်းလဲမှုကိုပေါ့နော်အချိန်တိုအတွင်းမှာထပ်ခါထပ်ခါအားပေးနေတဲ့ process တခုသာဖြစ်ပါတယ် ီတော့အခု science center တော့ psoriasis ကိုမျှဝေပေးခြင်းပါတယ်ဒီကြိုးပွေးနာတစ်ခုဖြစ်လာပြီဆိုရင်ခန္ဓာကိုယ်မှာသူကအနီရောင်ရှိတဲ့ patch လို့ခေါ်တဲ့အဖက်ပေါ့နော်ဒီလိုအဝိုင်းပုံစံမျိုးညာခန္ဓာကိုယ်အနှံ့အပြားမှာပေါ်တတ်ပါတယ်အဲ့ဒီအပေါ်လေးမှာ scaly appearance လို့ခေါ်တဲ့ကျမတို့အရေကုန်ကွာနေတာမသိရင်အရေကုန်က၆ပြီးတော့အဖက်တွေကွာနေတာမျိုးတွေရှိတတ်ပါတယ်အတချို့ patient တွေမှာတော့ဒီ scaly တွေကဒီ multiple spot ပေါ့နော်အဆက်အများကြီးအများကြီးအပြက်ပြက်အပြောက်ပြက်ပုံစံမျိုးလေးညာဖြစ်တတ်ပါတယ်တချို့မှာကျတော့ တင်းတွေကအကြီးပြားလေးတွေကအရန်ချောက်ပြီးအက်ကွဲပြီးတော့ပေါ့နော်အဲသွေးဆုံနေတဲ့အနေအထားမျိုးတွေလည်းတွေ့ရတတ်ပါတယ်အထက်အပြင်လက်သေးခြေသေးတွေမှာဆိုရင်တော့ fitted appearance လို့ခေါ်တဲ့ဒီအပေါက်အပေါက်ပုံစံမျိုးလေးတွေနဲ့လည်း psoriasis main feature အနေနဲ့ရှိနိုင်ပါတယ် psoriasis ကခဏကကျွန်မရှင်းပြခဲ့တဲ့ science symptom တွေပေါ်တတ်တဲ့အပြင်ပေါ့နော်ခဏကိုယ်သွင်းထဲမှာဆိုရင် cardiovascular system လို့ခေါ်တဲ့နှလုံးကြွက်သားတွေရောင်ရမ်းမှုကိုလည်းအားပေးနိုင်ပါတယ်အဲနောက်တစ်ခုက ဒီ psoriasis arthritis လို့ခေါ်တယ်ကျမတို့ acid အမြင့်ကြိုက်ခဲရောင်ရင်းခြင်းတွေကိုလည်းဒီ psoriasis disease ကအဲ sub boosting လုပ်နိုင်နေပေါ့နော်ခေပေါ်လုပ်ပေးနိုင်ပါတယ်နောက်တစ်ခုကတော့သူဆိုးဆိုးဝါးဝါး psoriasis patient ရဲ့တရားရာဂိုင်းလုံးမှာ85ရာဂိုင်းလုံးလောက်ပြီးခံစားနေရတော့ mental health ပဲဖြစ်ပါတယ်စိတ်ကျန်းမာရေးစိတ်ခံစားမှုနဲ့ဆိုင်တဲ့ embarrassment တွေ anger တွေကိုဆိုးဆိုးဝါးဝါးထိခိုက်စေနိုင်တဲ့ autoimmune skin disease တစ်ခုပဲဖြစ်ပါတယ် ဒီ psoriasis ဆိုရဲအရေးပြယောဂါလေးရတယ်။ psoriasis ရှိတဲ့ patient တယောက်ကသူ့စီမှာရှိတဲ့ anxiety လို့ခေါ်တဲ့စိတ်ပူပန်မှုလေး depression စိတ်ဓာတ်ကျမှုတွေဟာ psoriasis မရှိတဲ့သူနဲ့စာလိုက်ရင် higher risk လို့ခေါ်တဲ့အရန်ကိုယာကိုင်တော့မြင်မှာမှခံစားနေရတာပဲဖြစ်ပါတယ်။ပြီးရင် psoriasis ဖြစ်တဲ့ patient တယောက်ကတစ်နှစ်မှာဆိုရင်အနည်းဆုံး9ရက်လောက်တော့ဒီယောဂါကြောင့်အလုပ်မသွားနိုင်ဘူးလို့ကျမတို့ကမ္ဘာရဲ့ world record တွေအရသိရပါတယ်။ world psoriasis day october 29မှာကျမအဓိက ပေးချင်တဲ့ message ကတော့ psoriasis ဆိုတဲ့ချုပ်ပွေးနာကိုထပ်တရားနာယောဂါလေးကလုံးဝကုသဆေးရဲ့ယောဂါမဟုတ်ပါဘူး။ကျမတို့ရဲ့ခန္ဓာကိုယ်ဟာပုံမှန်အားဖြင့်ဆိုရင်21ရက်ကနေ28ရက်အကြာမှာခန္ဓာကိုယ်အရေပြားပြောင်းလဲမှုတွေက normal process အရာလုပ်ဆောင်နေပေါ့နော်။ဒါပေမဲ့ psoriasis ခံစားနေရတဲ့လူတွေမှာတော့သူတို့ဟာ24 hour အတွင်းမှာပဲတစ်ရက်အတွင်းမှာပဲဒီအရေပြားပြောင်းလဲမှုဖြစ်စဉ်ဟာကြာတိုင်းလုံးခြီးပြီးတော့အများကြီးပြောင်းလဲနေတာဖြစ်ပါတယ်။ဒါကြောင့်သာအရေပြားပြောင်းလဲမှုအများကြီးဖြစ်တဲ့အတွက် အဖက်တွေကွာကြလာတဲ့ process ကိုခံစားနေရခြင်းတသက်တာဖြစ်ပါတယ်။တခါတလေကျရင် psoriasis အကွက်လေးတွေကို fungal infection ဆိုပြီးကျမတို့ကရေပြားမှုရောဂါလေးနဲ့မှားတက်တာမျိုးရှိပါတယ်။အမနော် psoriasis patient ဟာလုံးဝလူတစ်ပါးကိုမကူးစက်စေနိုင်တဲ့နဲ့ကိုယ်ခန္ဓာကိုယ်တွင်းထဲက immune system ကြောက်တာခန္ဓာကိုယ်ရောင်ရမ်းမှုဖြစ်နေတဲ့ process တစ်ခုသာဖြစ်ပါတယ်။အရင်တုန်းကဆိုရင်ကုသမှုတွေဟာ update မဖြစ်တဲ့အတွက်ပေါ့နော်။ patient တွေဟာဒီ ရောဂါတွေတကူလုံးအများကြီးဖြစ်လာတဲ့အခါမှာရှက်တဲ့အပြင်းမထွက်ရဘူးအကောင်းကောင်းနဲ့ကုသမှုမခံယူခဲ့ရတာမျိုးတွေရှိပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ကျမတို့ psoriasis ကို ကုလို့ရတဲ့ treatment တွေအများကြီးပေါ်လာပြီဖြစ်ပါတယ်။ဒီတော့ဒီ psoriasis လေးတွေကိုကုသမှုကြောင့်မဆွေးနွေးခင်မှာဒီ psoriasis မှာကျမတို့ခြေဘူးရအဖြစ်အဆင့်၃ဆင့်ရှိပါတယ်။ mild moderate severe လို့ခေါ်ပါတယ်။အဆင့်အဖြစ်လေးပုံပြမယ်ဆိုတော့အဆင့်၁အဆင့်၂အဆင့်၃ဖြစ်ပါတယ်။အဆင့်၁ကတော့ psoriasis ဖြစ်နေတဲ့ လူတရာမှာ56ရာခိုင်နှုန်းကအဆင့်1ကိုခံစားရနိုင်ပြီးတော့36ရာခိုင်နှုန်းကတော့အဆင့်2ကိုခံစားရနိုင်ပါတယ်12%လောက်ကတော့နောက်ဆုံးအဆင့်3 severe state ကိုခံစားနေရတာမျိုးလည်းရှိပါတယ်အဲ့တော့ဒီဖြစ်ပေါ်နေတဲ့ကိုယ့်ရဲ့ ဒီ my matrix cv ကအဆင့်အလိုက်ကျမတို့ကုသမှုတွေကလေအဲတဖြည်းဖြည်းပြောင်းလဲသွားမှာဖြစ်ပါတယ်အခုကတော့ကျွမ်းကျင်တဲ့ဆရာဝန်လေး psoriasis ကိုပိုင်ပိုင်နိုင်နိုင်ကုလို့ရနိုင်တဲ့လိမ့်ဆေးတွေတောက်ဆေးတွေထိုးဆေးတွေအထိပေါ်နေပြီဖြစ်တဲ့အတွက်ဒီယောဂါကိုအမြင့်ပြတ်မကုသနိုင်ပြီမဲ့လေကျမတို့ကောင်းကောင်း control လုပ်နိုင်ပြီးတော့စာမန်လူတစ်ယောက်လိုပဲဘဝမှာရှင်သန်သွားနိုင်တဲ့အထိအကူအညီပေးနိုင်နေပြီပဲဖြစ်ပါတယ်ဒီတော့ဒီ psoriasis ယောဂါလေးကတအူးနဲ့တအူးမကူးဆက်စင်နိုင်ပြီမဲ့လေပေါ့နော်ခံစားနိုင်ရတဲ့လူအတွက်မှာ အရန်ကိုစိတ်ခံစားချက်ကိုဘာဒန်ဖြစ်စေရောဂါတစ်ခုပဲဖြစ်ပါတယ်အဲတချို့ဆိုရင် psoriasis ခံစားနေရတဲ့87ရာခိုင်နှုန်းကအိမ်တောင်ရှိတယ်ဆိုရင်ပေါ့နော်ကိုယ့်ရဲ့အိမ်တောင်ကြီးမှာဒီ community လောက်ရတဲ့အခါမှာအခက်အခဲလေးတွေဖြစ်တာမျိုးတွေကြုံတွေ့နေရပါတယ်။အဲတချို့ဆိုရင် eating disorder, bipolar disorder လို့ခေါ်တဲ့စိတ်ခံစားမှုစိတ်နှစ်ခွာဖြစ်နေတဲ့ရောဂါတွေအစာအတော့ပါအချိန်မမှန်တော့တာမူမမှန်တော့တာမစားချင်တော့တာအဲ့လိုပြဿနာမျိုးတွေပါခံစားနေရတာပဲဖြစ်ပါတယ်။ အဲကိုယ့်ရဲ့မိသားစုဝင်တွေထဲမှာလည်းဒီလို psoriasis patient တွေရှိတယ်ကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေတွေထဲမှာလည်းဒါမျိုးတွေရှိတယ်ပတ်ဝန်းကျင်မှာလည်း psoriasis patient ဒီမြင်ဘူးတယ်တွေ့ဘူးတယ်ကိုယ်နဲ့ထိတွေ့နေရဆိုရင်ဒူဒူတွေကိုပြစ်တာပြဖို့ဘယ်တော့မှမနှောင့်နှေးပါနဲ့အာ mental support ကလူသားတဦးနဲ့တဦးအကောင်းဆုံးပေးနိုင်တဲ့မြေတားတရားပဲဖြစ်ပါတယ်။ဒါကြောင့်ဒီ psoriasis patient တွေပေါ်မှာစင်နာပေးပါဖိမပေးပါစိတ်ခွန်အားတွေပေးပါလို့ကျွန်မဒီနေ့ကနေတောင်းဆိုလိုက်ပါတယ်။ ီတော့ October 29 the war psoriasis daily မှာစတင်ပြီးတော့ကိုကိုတိုင်းကလည်း psoriasis patient ဖြစ်တယ်ဆိုရင်ဒီတယောက်တည်းမဟုတ်ပါဘူး psoriasis ခံစားနေရတဲ့သူတွေဟာနေရာအနှံ့အပြားမှာအများကြီးရှိနေပါတယ်ဒါကြောင့်လုံးဝစိတ်တမကြပါနဲ့ကိုကိုကိုရှိုက်ရွံ့ခြင်းအားငယ်ခြင်းလုံးဝမဖြစ်ပါနဲ့ကိုကိုကိုယုံကြည်ချက်အပြည့်နဲ့နေ့တစ်နေ့ကိုအင်အားအပြည့်နဲ့စတင်လိုက်ပါလို့ဒီဒီနေရာကနေအကြံပြုလိုက်ပါရှင်ဒါကြောင့်ဒီယောဂနဲ့ပတ်သက်ပြီးခံစားနေရတဲ့ mental burden ရှိရဲဆိုရင် ဒီ window ဝင်ပေါ်ရအားလုံးကိုလွှတ်ချလိုက်ပြီးတော့စိတ်လက်ပေါ်ပါစွာနဲ့နေ့တစ်နေ့ကိုအစားပြုလိုက်ပါလို့အကြံပြုလိုက်ပါတယ်ရှင်။ကိုယ်စိတ်ခံစားမှုအကြီးဆုံးပေးနေတဲ့ psoriasis ယောဂါကိုအနိုင်တိုင်နိုင်တဲ့ကျမတို့လို medical profession တွေတကယ်ကိုထိရောက်တဲ့ medical treatment တွေအရအသိဉာဏ်လက်တကမ်းလိုမှလည်းရှိနေပါပြီ။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပြီးတရားလာပါတော်နေတဲ့နေ့ကိုပိုင်ဆိုင်နိုင်ပါပြီရှင်။ဒေါက်တာဆိုမှာ